မိမိကဒီနေ့တကယ်အမှန်တကယ်စူးစမ်းနေတဲ့သူလားအမှန်တကယ်အောင်မြင်ဖို့အတွက်မဖြစ်ဖြစ်အောင်စူးစမ်းနေတဲ့သူဆိုရင်ကျွန်တော်ဒီအချက်၆ချက်လေးကိုကျွန်တော်နှောက်ဝေပေးချင်ပါတယ်မိမိကအမှန်တကယ်ဘဝမှာ မဖြစ်ဖြစ်အောင်အောင်မြင်အောင်စူးစမ်းမယ်ဆိုတဲ့သူတယောက်ဆိုလို့ရှိရင်တနေ့ကိုဒီအချက်၆ချက်နဲ့တွေ့ပြီးအလလောက်ပါเนาะတနေ့ကိုဒီမှန်ကန်တဲ့အတွေ့၆ခုတွေ့ပါနံပါတ်1အချက်က အလုပ်တစ်ခုကိုစလုပ်တဲ့အခါမှာရှစ်ကိုတွေးပြီးကျွန်တော်တို့အလုပ်လုပ်ပါကျွန်တော်တို့ရေရှည်ကိုတွေးပြီးအလုပ်လုပ်တတ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့လုပ်လိုက်တဲ့အရာတွေကျွန်တော်တို့ဘဝအတွက်ဘယ်လောက်ထိရေရှည်သွားနိုင်ပါလဲကျွန်တော်တို့စူးစမ်းနေတဲ့အရာတစ်ခုတည်းကျွန်တော်တို့ကိုရေရှည်ဘယ်လောက်ထိ ခိုင်မှာမွန်ရှိနေမှာလေကျွန်တော်တို့ရေတူကိုတွေးပြီးအလုံးမလုပ်ပါနဲ့ဒီနေ့ရပိဒီနေ့အစဉ်ပြေတဲ့အရာကိုကျွန်တော်တို့မလုပ်ပါနဲ့ကျွန်တော်ကအောင်မြင်မှုတစ်ခုဆိုတာအရန်ခက်ခဲပါတယ်ဒါကြောင့်မလို့ဒီနေ့အလုပ်ကိုစလုပ်တဲ့အခါမှာရေရှည်ကိုတွေးပြီးအလုံးလုပ်ဖို့လိုအပ်ပါတယ်နံပါတ်1အချက်ကမိမိတို့ရဲ့ဘဝအတွက်အရန်ကိုမှအရေးကြီးတဲ့အရေးပါတဲ့အရာကိုအရင်ဆုံးဆုံးဖြတ်ပြီးအလုပ်လုပ်ပါကျွန်တော်အခုခေတ်မှာကျွန်တော်တွေ့နေရတာလူတော်တော်များများကကိုယ့်ရဲ့ဘဝအတွက် အရေးမပါတဲ့အစိုးမရတဲ့အရာတွေကိုအရှိကတန်ပြီးတော်တော်များလုံနေရကိုလုံနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့မိမိကအမှန်တကယ်အောင်မြင်ခြင်းနဲ့သူမိမိကအမှန်တကယ်ပြောင်းလဲကျင်တဲ့သူဆိုလို့ရှိရင်မိမိတို့ရဲ့ဘဝအတွက်အရန်ကိုမှအရေးကြီးတယ်။ဘဝအတွက်အရန်ကိုမှအရေးပါတဲ့အရာကိုအယုံအဆုံစတင်ပြီးအလုပ်လုပ်ပါ။ကျွန်တော်နံပါတ်3အချက်ကကျွန်တော်တို့ဒါဘဝကို ကျွန်တော်တို့ဒါတတိရှိရှိနဲ့ဆုံးဖြတ်ပါ။တတိရှိရှိနဲ့ကျွန်တော်တို့ကအလုပ်လုပ်ဖို့လိုအပ်ပါတယ်။ မကြောက်ပါနဲ့ကျွန်တော်ကအလုပ်တစ်ခုကိုစားလို့တဲ့ခါမှာဘာမှမလုပ်ရသေးပေနဲ့ကြိုပြီးမတွေးပါနဲ့ကြိုပြီးမကြောက်ပါနဲ့ကျွန်တော်အခုခေတ်မှာလူတော်တော်များတွေ့ရတာကအလုပ်တစ်ခုကိုကျွန်တော်ကဘာမှမလုပ်ရသေးဘူးကြိုတင်ပြီးကြောက်နေတယ်ကျွန်တော်ဖြစ်ပါမလားကျွန်တော်ရနိုင်ပါမလားဟုတ်လားကျွန်တော်ကျွန်တော်ပုံစံအနေထားတစ်ခုနဲ့ဖြစ်နိုင်ပါမလားဆိုတော့ကျွန်တော်ဒီနေရာမှာပြောလိုက်မယ်မိတ်ဆွေတို့အတွက်အကုန်လုံးဖြစ်နိုင်တယ်မိမိကိုယ်ကိုယ်တည်းကတတိရှိရှိနဲ့လုံနိုင်တဲ့သူဆိုရင်အကုန်လုံးကိုဖြစ်နိုင်တယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ပြောချက်တာကမိမိတို့ဟုတ်လား မလုတ်တရတဲ့အရာကိုကြိုပြီးမတွေ့ပါနဲ့ကြိုပြီးမကြောက်ပါနဲ့ဘဝမှာမိတ်ဆွေကအမှန်တကယ်အောင်မြင်ခြင်းတဲ့သူဆိုလို့ရှိရင်ဘဝမှာကြုံလာရမယ့်အခက်အခဲဟူသမျှကိုတတ်သိရှိရှိနဲ့ရင်ဆိုင်နေတဲ့သူတယောက်ဖြစ်ဖို့လိုပါတယ်။နံပါတ်၄အချက်ကကျွန်တော်တို့အလလုတ်တဲ့အခါမှာမိမိကိုယ်ကိုမိမိလေးအနာယူနိုင်တဲ့သူတယောက်ဖြစ်ရမယ်။တခါတလေမှာကျွန်တော်တို့အလုတ်တဲ့အရန်စူးစမ်းနေတဲ့ဖိဖိလုတ်တဲ့အခါမှာပန်ပန်းတာတဲ့ညာအိပ်ပြက်တာတဲ့ရှိမယ်။ အဲ့လိုမျိုးအရာတွေကိုကျွန်တော်တို့ကအနာကိုရဲ့ဒါဥနှုတ်တွေကိုလည်းအနာယူဖို့လိုပါတယ်ခင်ဗျเนาะနံပါတ်6ကကျွန်တော်တို့ကအလုပ်တွေကိုလုပ်တဲ့အခါမှာကျွန်တော်ကိုရဲ့အောက်ရှေ့ကနေပြီးစားလုပ်တဲ့သူတယောက်ဖြစ်ရမယ်အောက်ရှေ့ကနေပြီးကြစားပြီးစူးစားပါဘဝမှာကျွန်တော်တို့ကအောင်မြင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ပြောပြီးကျွန်တော်တို့ကဟုတ်လားဘာမှမလိုအပ်သေးပေနဲ့အခုချက်ချင်းအောင်မြင်ခြင်းတာမျိုးကိုကျွန်တော်တို့မလုပ်ပါနဲ့နော်ကျွန်တော်မဖြစ်နိုင်ဘူးကျွန်တော်အောင်မြင်အောင်မြင်မှုတစ်ခုဆိုတာကျွန်တော်တို့ကအရန်ခက်ခဲတယ် ကျွန်တော်ဈေးထဲမှာเนาะဈေးပေါ်ပေါ်လေးနဲ့ရောင်းနေတဲ့ကစံရဲတွေချင်းပေါင်းလေးရောင်းနေတာမဟုတ်ဘူးเนาะကျွန်တော်တို့ကစံရဲလေးလာဆိုင်တာမဟုတ်ဘူးကျွန်တော်တို့ကတသက်စာစားရဖို့ကျွန်တော်ကဘဝဆက်ဆက်ကျွန်တော်ချမ်းသာတဲ့အတိုင်းဝဲတစ်ခုဖြစ်လာဖို့အတွက်ကိုကျွန်တော်အောင်မြင်မှုကိုရအောင်သွားတာဖြစ်တဲ့တော့နာအောင်မြင်မှုဆိုတာအရင်ခက်ခဲတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်အလုပ်လုပ်တဲ့အခါမှာကျွန်တော်ကအောက်ရှေ့ကောင်းဖို့လိုတဲ့အောက်ရှေ့ကနေပြီးကျွန်တော်တို့ကအလုပ်စလုပ်ဖို့လိုအပ်တယ်။နော်။အာဒီနေ့မှကျွန်တော်တို့ကဟုတ်လား ကြောက်တက်ခါမှမနေဘူးဘူးတခါတည်းစေတန်းကိုတက်ချက်လို့ရလားမရဘူးတခါတည်းကိုတန်းဖြစ်မယ်ရလားကျွန်တော်ကမုံဂျိုတန်းကနေပြီးစပြီးလို့ရတာဖြစ်တယ်ဒီလိုပါပဲကျွန်တော်အောင်မြင်မှုတစ်ခုဆိုတာကျွန်တော်အောက်ရှေကနေပြီးစသိမ့်ပြီးကျွန်တော်တို့ကအလလုပ်ဖို့လိုအပ်ပါတယ်နံပါတ်6နံပါတ်6ကကျွန်တော်အလလုပ်တဲ့အခါမှာကျွန်တော်တို့ကဥနှုံနဲ့အလလုပ်ဖို့လိုပါတယ်နော်လူတော်တော်များကကျွန်တော်တို့ကစီးပွားစီးပွားရေးလေဗယ်တစ်ခုမှအောင်မြင်တဲ့သူတယောက်ဖြစ်ဖို့အတွက်စူးစမ်းတဲ့အခါမှာဒီနေ့ ိုယ့်ကိုယ်ပိုင်အုံနှုတ်နဲ့အလုံးမလုံးပွင့်နဲ့သူများအုံနှုတ်တယ်နဲ့အလုံးလုံးတော့ကိုကျွန်တော်တို့ကတွေးရပါတယ်။ဘာလို့ဆိုတော့နော်ကျွန်တော်ကသူများပြောတာကိုနားထောင်တယ်သူများပြောတာကိုယုံတယ်။အာဟိုလူကဟိုကဖြစ်တဲ့ဒီလူကလူကဖြစ်တယ်။ကျွန်တော်တို့ကနားနှစ်ဖက်နဲ့နားထောက်ပါ။အဲ့ဒီနားနှစ်ဖက်ရဲ့ကြားမှာကျွန်တော်တို့အုံနှုတ်ရှိတယ်။မိစေတို့ရဲ့အုံနှုတ်နဲ့ဆုံးဖြတ်ပြီးမိစေတို့ရဲ့အောင်မြင်မှုကိုရအောင်ကြိုးစားဖို့လိုအပ်ပါတယ်။နော်လူတွေဘလောက်ပဲပြောပါစေ ပဝန်းကျင်နဲ့ဘလောက်ပဲပြောပါစေဘလောက်ပဲတိုက်ခိုက်ပါစေဘလောက်ပဲဝေဖန်ပါစေဂယုစိုက်ဆရာမလို့မိမိကအဲ့ဒီပဝန်းကျင်တဲ့အဲ့ဒီတိုက်ခိုက်တဲ့အဲ့ဒီဝေဖန်တဲ့သူတွေကိုပဲအာယုံစိုက်နေမယ်ဆိုရင်မိမိဒီနေ့စားမဲ့သမင်းတို့မှမိမိတို့ရဲ့ပစတဲ့ကိုဝင်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီနေ့ပဝန်းကျင်ဘေးပဝန်းကျင်ဘလောက်ပဲပြောပါစေနားနှစ်ဖက်နဲ့နားထောက်ပါနားနှစ်ဖက်ရဲ့ကြားမှာဥနှုတ်ရှိပါတယ်အဲ့ဒီဥနှုတ်နဲ့ဆုံးဖြတ်ပါလို့ကျွန်တော်လည်းပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါ